အားလုံးပဲမင်္ဂလာပါရှင်။တင်ကတုသမီ channel ကနေကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာဖတ်ပြပေးမယ့်စာအုပ်လေးကတော့ဆီယာမာကြီးခင်မျိုးချီရေးသားတဲ့၁၂လရာသီပန်းများနဲ့ပွဲတော်များစာအုပ်ထဲကတကူးလာမြမနှစ်သိရဲ့အကြောင်းကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်။တကူးလာမြမနှစ်သိအောင်းရွက်ညာခါလင့်လို့တာသိကဲတဲ့နန်ချိုင်း ထုတ်ဖြူလီစောကပန်းကန့်ကောဝိမုံချင်းတင်းပြန်လိုလှိုင်းကျဲနှစ်ပြိုင်စိတ်တရငဲနှင့်ငွေလာတော်တာတို့ယူကန်ချာတောင်တော်စုံးမှာထုံးထိန်လိုလင်းမြမနှစ်သက်သည်ဧပြီလ၏ဒုတိယအပတ်တွင်ကြာရောက်လေသည်တုံးရတားကျင်းပါသောရိုးရာရေသပင်ကနှစ်သက်ကိုကြိုးဆူလိုက်ပါသည် ရိုးရပုံပြင်များအရာဆိုရင်ကောင်းကင်ဘုံဤဘယင်းတကြားမင်းကထိုသုံးရံမှာလူပြည်သူအလဲတစ်ခေါက်လာမည်ဖြစ်လေသည်အကယ်၍အသင်သည်ဤမြမာပြည်သူခနာတဖြုတ်လာတော်သူဖြစ်အံတကြားမင်းအကြောင်းကိုတော်တော်လေးကြားသည်ဘူးလိမ့်မည် တချို့ကသူ့ကိုထိန်လူဒန္နာကြီးကလာသည်ဟု၎င်းဇီးယူနမင်းကြီးနှင့်ညီမြသောတကူအဋ္ဌိပတ်ရှိတော်သူအဖြစ်၎င်းနှိုင်းရှင်ပြောကြသည် သို့သောဤကိစ္စကအရေးတကြီးမဟုတ်ပါအဓိကကသူသည်မြန်မာဗုဒ္ဓဘာသာလူမျိုးများနှင့်တော်တော်လေးနှီးဆက်သည်ဟူသောအချက်ဖြစ်ပါသည် သူအကြောင်းက နေ့စဉ်သုံးစကားသပွဲရေပန်းစားလာသည်တရားမင်းကကျွန်ုပ်အမှန်ပြောတယ်ဆိုတာသိတယ်ဟု၎င်းတရားမင်းကကျွန်ုပ်တို့ကိုဤဒုက္ခမှလွတ်အောင်လှုပ်ပေးပါဟု၎င်းနေ့စဉ်နှင့်အမျှဆိုသလိုလူတွေပြောနေကြသည့်အထဲတွင်ပါဝင်နေလေသည် လူတွေကသူ့ကိုယုံကြည်ကြသည်သူ့ကိုမယုံကြည်သောသူဟူ၍ဤကဘာပေါ်တွင်ရှိအံ့မထင်တရားမင်းဆိုတာဘာတူလဲတရားမင်းအကြောင်းကဒဏ္ဍာရီတပွဲဖြစ်၏သို့သောဗုဒ္ဓဘာသာဝင်တို့၏အတွေ့အခေါ်များနှင့်ဘဝဇာတ်ကြောင်းများ၏အဓိကမြစ်ပြားခံရတစ်ခုတပွဲဖြစ်နေသည် သူကဂရိနတ်ဖျားတွေလိုဘယ်တော့မှမတည်တော်သူမဟုတ်ဗုဒ္ဓမြတ်စွာဤတရားဒေသနာတော်အရာလောကတွင်မတည်သောအရာဆိုတာမရှိပါတရားမင်းအပါအဝင်ကောင်းကင်ဘုံတွင်ဆန်စားသူတို့ဤဘဝတတန်းသည် လူတတန်းထံအစပေါင်းများစွာရှိသောညာလဲနတ်ဘုံနှစ်နန်းတသက်တန်းကမွေးဖွားခြင်းတိမ်ဆုံးခြင်းဟူသော လူဖြစ်စဉ်ကဲ့သို့ပင်ဖြစ်လေသည် တရားမင်းသည် အခြားသောဘဝများတွင် ကောင်းမှုကုသိုလ်များစွာကို ပြုလုပ်ခဲ့၍ထိုကုသိုလ်တရားဤဒီလိုပုံနှံတွင်ပြန်လည်မွေးဖွားဖို့အကြောင်းတရားဖြစ်လာသည်ဟုဆိုရပေမည်လူဘဝတွင်ကောင်းမှုကုသိုလ်ကောင်းကောင်းလုပ်ခြင်းဖြင့်မြင့်မြတ်သောဘုံဘဝသို့ရောက်နိုင်သည်ဟု၍လူတွေကယုံကြည်ချက်ရှိကြသည် တကြမင်းတုံမဟုံကောင်းကင်ဘုံမှာမွေးဖွားသူဟာဘလို့ဖြစ်လာမလဲ950နိဗ္ဗာန်တော်များတွင်ဗုဒ္ဓမြတ်စွာဤခြေဘဝပေါင်းများစွာသည်တကြမင်းမင်းဆတ်ဆတင်ရာ ဖြစ်ပေသည်ဟုဆိုထားလေသည်မာကလူလင်အမိတွင်သောသူတယောက်သည်လမ်းပြင်တရားဆောက်ရေတွင်တူအဆရှိသောကောင်းသောအလုံများကိုလှုပ်ခဲ့သည် သူရှိသည်မြပစ္စည်းဥစ္စာတို့သည်ထိုကောင်းမှုကုသိုလ်များအထွတ်ဖြစ်လေသည် သူကွယ်လိုပြီးနောက်ကောင်းကင်ဘုံကြီးအရှင်သခင်အဖြစ်ပြန်လဲမွေးဖွားခဲ့လေသည် သူအကြောင်းအသေးစိတ်ကိုနှယုံလာကောက်ချောင်းတွင် တွေ့ရပါမည်တရားမင်းအကြောင်းသည်မြတ်မဗုဒ္ဓဘာသာဝင်တို့အတွက်တရားမင်းဖြစ်ဖို့ရန်လမ်းညွန်ရာဖြစ်ပေသည်တရားမင်းဤတာဝန်နှင့်အလုံများမှပျော်ရွှင်မှုနှင့်စည်းစိမ်တွေအပြည့်ဖြစ်လေသည်မိဖုရားကောင်းကြီးလေးပါနှစ်သမီးလေးတွေတန်းတထောင်လောက်နှင့်စံစားနေရပေမည်ဟုစိတ်ကူးနှင့်ပုံဖော်ကြည့်နိုင်ပေသည် ပျော်ရွှင်မှုသည် ကောင်းမှုကုသိုလ်ရှိသလောက်တည်မြဲလေသည်အကယ်၍တရားမင်းသည်အပျော်အပါး၌လုံကျူးပျော်ပိုက်ခဲ့သည်ရှိသောအခါနှောင်းမှာပင်ကောင်းမှုကုသိုလ်ပြုဖို့မေ့လျော့ခြင်းကိုတတိယသွားနိုင်ပေမည်ထို့အခါသူ့နေရာတွင်နောက်တရားမင်းကအစားထိုးဝင်ရောက်လာသည်ဟူသောသဘာဝတရား၏နေရာမှအတိုင်းဖြစ်သွားပေမည်ကျနေတကြမင်းကကံကောင်းသည်ဟုဆိုရမည်အကြောင်းမှာသူ၌တာဝန်ဝတရားကရှိနေသည် ထို့အကြောင်းနဲ့ပတ်သက်၍ဆိုရလျင်ဗုဒ္ဓမြတ်စွာပရိနိဗ္ဗာန်မပြုမီတွင်တရားမင်းကိုတာဝန်ပေးသွားကြလေသည်ထိုတာဝန်ကဗုဒ္ဓမြတ်စွာဤတရားတော်လူပြည်လူရ၌မြည်တို့လွှမ်းခြုံနေသည်တရားတော်နှင့်အညီမြည်၍မြည်မြနေထိုင်နေကြသည်ကို ကြည့်ရှုရန်ဖြစ်သည်သူအလုတ်သည်ကောင်းမှုပြုခြင်းဖြစ်၍သူအလုတ်ကိုတရားမင်းပြီးမြောက်သည်ရှိသောတရားမင်းတာဝန်ကျေပြီဖြစ်လေသည် ချိုးလူကိုထမ်းဆောင်ခြင်းဖြင့်ကုသိုလ်ပြီးမြောက်သဖြင့်တရားမင်းအနေနဲ့မေ့လျော့ခြင်းမရှိတော့မီပါ အမှန်ဖြစ်ပါသည်နှစ်သက်တွင် လူတွေကိုဘာသာတရားနှင့်တာဝန်ဝတရားများကိုမမေ့ဖို့ရာကုညီလန်းညုံရန်တရားမင်းအလုပ်ဖြစ်ပါသည် ထို့ကြောင့်နှစ်သက်သည်ကမိမိတို့၏မကောင်းမှုများကိုပြုပြင်ကလွန်ခဲ့သော အချိန်တွေက ပြုမိခဲ့သောမကောင်းမှုများကိုဖယ်ရှား၍ဘဝအသစ်ကိုစားရမည့်အချိန်အခါဖြစ်ပါသည် ဗုဒ္ဓဘာသာသဘောတရားများစီးဝင်နေသောရိုးရာပုံမြင်တွေရှိပါသည်။နှစ်သက်ကိုကြိုးဆိုသောတင်းကြံပွဲ၊ရေပွဲတပင်းနှင့်ထူးခြားစံကြယ်သည့်ရိုးရာပုံမြင်များပုံဝိထုများနှင့်တွဲဖက်နေပါသည်။ထို့ထက်မကဗုဒ္ဓဘာသာဝင်တို့၏ဝိညာဉ်တွေကလည်းပူကပ်နေပါသည်။တရားမင်းကလူပြည်သို့လာပြီးလူတွေဗုဒ္ဓတရားတော်ကိုနေထိုင်ကျင့်သုံးကြပုံကိုလာကြည့်ပေးလိမ့်မည်။ တီတော်ဤအချိန်ကကောင်းတာတွေကြီးလို့ရမကောင်းတာအပြည့်ဖြစ်မိအရာမှန်သမျှကိုဖယ်ရှားပြင်ရမည်အချိန်ဖြစ်သည်ပြီးတော့လာမယ့်နှစ်တွင် ကောင်းတာတွေလှုပ်ဖို့တန်ထိတ်တန်ချရပေမည်ထို့အချိန်အခါတွင်လူတွေက ဥပုပ်ဆောင်ကြခြင်းအလှပေးကြကောင်းမှုကုသိုလ်ပြုကြလေသည်တချို့သောလုံနိုင်သည့်အင်အားမရှိသူတို့ပင်လျင်တက်ကြီးရွယ်အိုများကိုခေါင်းလျှော်ရေချိုးရေခတ်အလုပ်များကိုကူးလုပ်ပေး၍ကုသိုလ်ယူကြလေသည် ခေါင်းလျှော်ရီကိုအိမ်တွင်တယောကမုန်းတို့ကိုပေါက်ပွက်စူအောင်ကြုံရီပြည်လုပ်ပြီးမိတ်ဆွေတငယ်ချင်းအိမ်နီးနားချင်းများကိုဖြန့်ဝေပေးကြသည် ကောက်မှုကူတို့ကစေတနာမြစ်တာဖြန့်ဝေခြင်းဖြစ်ပါသည်နှစ်တကိုကြိုးစိုးလိုက်တော့မင်္ဂလာရှိသောနီလန်းတစ်ခုလည်းဖြစ်ပါသည်ရေပွဲတပင်ဤလက္ခဏာတွင်ပြင်းများမှာစခင်မင်းသူအပေါင်းမိတ်ဆွေ အပေါင်းကိုရေပတ်ဖြန်း၍ဖြူစင်တန်ရှင်းသောပျော်ရွှင်မှုကိုခံစားရန်ဖြစ်သည်တငယ်ချင်းအချင်းချင်း စကြနောက်ကြကစားကြခြင်းတီကထိုရာသည်ဤလက္ခဏာပင်ဖြစ်ပါသည်ပျော်စရာကစားဖို့တွင်ကြီးနေပြည့်နေသည်ကတော့မဟုတ်ပါတခြားသောဝတ္တရားများလည်းရှိသည် ဥပမာအားဖြင့်ခေါင်းလျှော်ရေးပြင်ဆင်ခြင်းလူကြီးများ၏ဝေယဝစ္စာများကိုကူ၍လုပ်ပေးခြင်းအိုးစီတန်တညံညံစီပြောတန်ပလွေတန်မဆဲတဲ့ထိုအတန်များကရှိရှိသမျှသောအလုပ်တွေနဲ့အတူလိုက်လျော၍နေပါသည် မြင့်မြတ်သောကုသိုလ်တရားများသည်ညီးငွေရန်အချိန်မရပဲပျော်ရွှင်ချမ်းမြေ့မှုအတွင်ဖြင့်ရေပွဲသဘင်ကိုပို၍အထိပ်ပဲရှိစွာပို၍ကြည်နူးစွာဖြင့်ကုံလွန်ရပေသည်ဤကဲ့သို့သောရေအတာသဘင်ဤတွင်ပြင်လက္ခဏာသည်ချံကုန်ကဲ့သို့မျိုးများတွင်သာ တွေ့ရမြင်ရမည်မဟုတ်ပါထိုနေရာမှာစံတန်းသောရေကစားမှုများကိုလည်းတွေ့ရလိမ့်မည် ရေကစားမြူးထူးနေသူများကို ကြည်ရသည်မှာရေသပွင်ပွဲကိုပျော်ရွှင်ခံစားနေကြသည့်ထက်ရှက်ဖွဲဖြစ်သော မရင်ကျေးသောဘက်သို့ရင်းရိုင်နေသည်ကိုလည်းတခါတရံတွေ့မြင်ရတတ်ပါသည်တောရွာများတွင်တော့ရေသပွင်ပွဲ၏တွင်ပြင်ကို တွေ့နိုင်ပေမည်မြို့ကြီးတွေမှာကြမ်းတမ်းသောရေကစားမှုများရှိနေတော့လေဘုံကြီးเจ้าများနှင့်ဖျားပရဝန်တို့တွင် အသက်အရွယ်မရွေးစီကားနေသည်ကို တွေ့ကြရသည် အများစုမှာကုသိုလ်ကောင်းမှုကိုအလေးနက်ထားပြီးလုပ်ကြသည် လူငယ်များကတပြက်စီးလဲကြအဆောက်အုံတွေစေကြကြလူကြီးတွေယဟန်တန်ကားများအတွက် ဆုံဟင်းချက်ပြုတ်ကြရာတွင်ကူညီကြ၍ဤကထိုသုံးရတာအတွက်ဆင်နွှဲကြသောပျော်ရွှင်မှုကောက်ကြောင်းပင် ဖြစ်ပါသည်ဤဧပရယများတွင်တိတ်တချင်းတန်တို့မိုးရံတို့ညံကြကုန်၏ဘယ်နေရာကိုတောက်တော့မန်းတက်ကိုတွေ့ကြရသည် မန်တက်တွင်၌အဝါရောင်သင်္ကန်းများအနှက်ရောင်သပိတ်များ ठी နှင့်ဖဏများကိုပန်းများနှင့်ရောင်စုံပန်းဆက်ကူများချီနှောင်၍ထားသည်ကို တွေ့နိုင်ပါသည်မန်တက်ရှိတွင်ကြောညာသင်္ဘုံတစ်ချက်ကို တွေ့ရပေမည်ထိုသင်္ဘုံပေါ်၌ရှင်သာမဏေစက္ကန်သူများအတွန်စုပေါင်းအလှကို ရေးအတာသပင်အတွင်ပြုလုပ်မည်ဖြစ်ပါ၍အလှငွေများကိုလက်ခံလျက်ရှိနေပါကြောင်းဟုကြော်ညာထားသည်ကို တွေ့နိုင်ပါသည် အီမန်တက်များကရေသပင်ပွဲတော်အတွင်အဓိကကျသောနေရာများအလိုက်လှုပ်ရှားမှုတစ်ခုဖြစ်သည်အဓိကကျသောလမ်းရက်ကွက်ထိုနေရာဌာနဆိုင်ရာဈေးဆိုင်ကန်စတိုးဆိုင်များမှလူများပတ်စကားမောင်းသမားတက္ကစီဒရိုင်ဘာကအစာဥဆောင်ဥရပြုကြခြင်းဖြစ်သည်ကျင်တာမဏိပြုခြင်းဘူသော ကုသိုလ်ကောင်းမှုပြုလုပ်ခြင်းသည်ထိုမန်တက်များ၏စုပေါင်းအလူပင် ဖြစ်ပါတော်သည်ရှင်သာမဏေပြုခြင်းသည်ဗုဒ္ဓဘာသာဝင်မိသားစုများအတွင်၌ အသက်တမျှအရေးကြီးသောအလုပ်ဖြစ်သည်ယောက်ျားကလေးများကိုဖုန်ကြီးကျောင်းသို့ပို့ဆောင်ကြသည်တပတ်မှတပတ်ကျော်ကြာတိုင်းဖုန်ကြီးကျောင်းနိုင်နေကြသည် သူတို့၏ဥကောင်းများကိုရိတ်၍အဝါရောင်သင်ငန်းကိုဝစင်ကတပိတ်ကိုလွယ်၍ဥပုပ်ဆောင်ကြရသည်မိဘများက သူတို့၏သားများကို ရှင်သာမဏေအဖြစ်သက်တင်ရခြင်းကိုအခွင့်အကျူးရပြီတကယ်တော့သဘောထားကြလေသည် ဗုဒ္ဓမြတ်စွာ၏တရားတော်နှင့်အညီဖျားဤသားတော်အဖြစ်မိမိတို့၏တာကလေးများကိုပို့လိုက်ရခြင်းသည်အလွန်ထူးမြတ်သောအခွင့်အရေးပင်ဖြစ်ပါသည်သားမရှိသူမိဘများအနေနဲ့လည်းတပါးသူဤသားများကိုရှင်သာမဏေအဖြစ်လှူဒန်းပို့ဆောင်ပေးခြင်းဖြင့်ထူးကဲလာသည့်ကုသိုလ်ကောင်းမှုတွင် မပါရမရှိရလေအောင်ကုသိုလ်ယူနိုင်ပေသည် ရှင်သာမဏေအဖြစ်သက်သင်ခံရသူသည်လည်းဗုဒ္ဓ၏ဆုံးမဩဝါဒအောက်တွင် နေထိုင်ခြင်းဖြင့်ထူးမြတ်သောကုသိုလ်ကိုရပါသည်။သူသည်ထိုသုံးရတာအချိန်တိုကလေးပင်ဖြစ်နေကြသောအပျော်အပါးကိုဆွံ့လို့၍မိစနစ်စည်းကမ်းများနှင့်အညီနေထိုင်ရလေသည်။ရှင်သာမဏေအဖြစ်သူမတက်သွင်းဘူးသူသည်ယောက်ျားဖြစ်လျက်လူဖြစ်ရှုံးတကယ်သူယူဆထားကြလေသည်မိမိတို့၏သားများကို ရှင်သာမဏေအဖြစ်သက်သင်ရန် မေ့လျော့ခဲ့သည်ရှိသော ဤဒီကကြီးမားသောနှစ်နာမှုပဲဖြစ်လေသည်မိမိတို့၏သားများကို ရှင်သာမဏေပြုသောကုသိုလ်ကောင်းမှုအကြောကုညီကုသိုလ်ယူသူများရှားပါးသည်ဟု၍မရှိပါနှစ်တစ်ကိုကြိုဆိုသည့်နိလန်းများတဲ့တွင် ရှင်သာမဏေပြုခြင်းသူတို့အကြောအလှပွဲမင်္ဂလာကလည်းတစ်ခုအပါအဝင်ဖြစ်သည်အလှရှင်များကငွေကြေးအရာ၎င်းလူဝဲပစ္စည်းအရာ၎င်းပါဝင်ထည့်ဝင်ကြပြီး ရှင်သာမဏေလောင်းလျာတို့၏အလိုကိုဖြည့်ဆည်းပေးကြလေသည် ဤသို့ဖြင့်စေတနာရှင်များကြီးကျယ်သူများဤရှင်သာမဏေပြုကျင်သူတို့အတွက်အလှပွဲသည်ဗုဒ္ဓဘာသာဝင်ယောက်ျားကလေးများအတွက်အကြောင်းအမျိုးမျိုးကြောင့်ရှင်မပြုနိုင်ဖြစ်သူများကိုမပြုရမရှိရလေအောင် ကောင်းမှုကုသိုလ်တစ်မျိုးလည်းဖြစ်ပါသည် ရှင်သာမဏေပြုပွဲကို ခရူးရူးကျင်းပကြသလိုရိုးရာတေးသချင်းတီးမုတ်ပွဲများစီတန်းလဲလဲမှုများဖြင့်တီးတီးကြဲကြဲကျင်းပတတ်ကြလေသည် ဤပွဲဒီကတကြရေတပင်ပွဲတော်မြင်ကွင်းဤတစိတ်တပိုင်းဖြစ်၍ကြည်နူးစရာကောင်းလာသောဘာသာရေးတရားထုံတန်းစင်လာတစ်ခုလည်းဖြစ်ပါတော့သည်ဟုတ်ကဲ့ရှင်ဒီကနေ့တော့ကတော့ဒီလောက်ပါပဲရှင်နောက်ရက်တွင်မှလည်းပိုပြီးတော့စိတ်ဝင်စားဖွယ်ရာကောင်းတဲ့အကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်ကျမတို့ရဲ့တင်ကတူသမီး channel လေးကို like and subscribe ပြုလုပ်ထားပြီးပို့တောင်းဆိုပါစေရှင် နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်